ားအလုံးပဲမင်္ဂလာပါနန္ဒစင် YouTube channel ကနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးမှာကတော့စာရေးဆရာမောင်သားချိုရေးသားထားတဲ့အနာဂတ်ဝတ်ကြံများဆိုတဲ့စာအုပ်လေးတွေကဒီလက်မျိုးကိုဖျားသခင်ပေးပါစာဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်နာတော်တာဆင်ပြေကြပါအောင်ခင်ဗျာဒီလက်မျိုးကိုဖျားသခင်ပေးပါစာ ီရပိုင်းတွင်ရဲ့မှာတော့ကျွန်တော်ဒီလဲရုံမြင်တန်ကြားရှိမှာအချိန်တော်တော်ပြီးပြီးနေဖြစ်ပါသည်လင်းတင်မှာတစ်ချိန်ကြီးရှုခွင့်ရသည့်ကပဖလားဘောလုံးပွဲစဉ်တွေကိုထုတ်လွှင့်ပြသပေးနေသည်မဟုတ်လားဘောလုံးဆိုဒီမှာလူတို့ဤတက်ချီကြအမှုပညာပါသည့်အာကစားနည်းဖြစ်ရာဘောလုံးသတင်းတွေကပင်နီယာမာမရှောင်လို့မလွယ်တသောသောထွက်ရှိနေသည့်ဂျာနေစာမျက်နှာများတွွန်းတွွန်းထုတ်လွှင့်နေသည့်ဝီဒီယိုလီလိုက်တံများ တစ်ဖက်ဖက်ပြသနေသည့်ရုံမြင့်တန်ကြားဖန်သားပင်များ၏စီမှာဘောလုံးဝဲပုံရိပ်တွေကိုကျွန်တော်တို့တွေ့မြင်ကြသည့်နေကြရပါသည်စတရက်6လ2010ရက်မှသည်29ရက်9လ2010ရက်အထိတလဆွန်းဆွန်းကြီးစောကန်ကစားကြမိကမ္ဘာဖလားပွဲစဉ်များကိုတောင်အာဖရိကနိုင်ငံ၌ကျင်းပလျက်ရှိရာကမ္ဘာကျော်အာဂျင်တီးနားအသင်းလဲပါဝင်ပါသည်အာဂျင်တီးနားအသင်းကစားသောနေများ၌ ရုပ်မြင်သံကြားရှိ၌ကျွန်တော်ရှိနေတဲ့အရာကဘာကျော်ကနဝင်းဘောလုံးသမားဟောင်းကြီးမာရာရူနာကိုလည်းကွန်းနဘေး၌တွေ့တွေ့နေရပါသည် သူကယခုအာဂျင်တီးနားအသင်းနီးပြမာရာရူနာခေကောင်းခဲ့ခြင်းကဘောလုံးကစားပုံများကိုကျွန်တော်အလွန်ဆွဲလန်းပါသည်သို့တော့ပြည်ရန်ပရမား၌အမြတ်ကလေးတစ်ခုပါနေသလိုသူ့ကိုမချင်မရဲဖြစ်နေကြကလေးတစ်ခုရှိပါသည်ဟန်ကော့ကိစ္စဟုတ်ပါသည် သူကိုယ်တိုင်ကဖျားပြီးတဲ့လက်ဟုတင်စားပြောဆိုခဲ့သောကိစ္စ။ဟောဟန်တော့ကောတယ်လား။ဒီဟန်တော့ကောကိစ္စကိုဘောလုံးလောကနဲ့အတန်အသင့်ယင်းဤသူတိုင်းတီးကြပါသည်။1986ခုနှစ်တုန်းကကမ္ဘာဖလားကိုမက္ကစီကိုနိုင်ငံ၌ကျင်းပရာအာဂျင်တီးနားနှင့်အင်္ဂလန်တို့ဘောလုံးဘွဲတို့တက်ရောက်လာကြပါသည်။အာဂျင်တီးနားနှင့်အင်္ဂလန်ဆိုမှဖြင့်ဘွဲကြီးဘွဲကောင်းမေပဲပေါ့။ဒီနိုင်ငံတစ်ခုကြား၌ဖောက်လန်ကျွန်းနှင့်ပတ်သက်၍မပြေမလည်ဖြစ်ခဲ့ကြရာ 1982ကဆိုတော့ပူပူလင်းလင်းကြီးပဲရှိပါသေးသည် ဖောက်လန်ကျွန်းသည်အာဂျင်တီးနားနိုင်ငံနှင့်မလမကန်အတ္တလန်တိုက်သမုဒ္ဒရာတွေကကျွန်းစုဖြစ်ပါသည်ဒီတော့ဒီကျွန်းကိုပိုင်ရမည်မှာ ပထဝီအနေအထားအရအာဂျင်တီးနားသာလျင် ဖြစ်ရပါမည်သို့သောကိုလိုနီခေတ်ခိုင်းပြားခိုင်းနာအဖြစ်ဗြိတိရှ်အုပ်ချုပ်မှုအောက်မှာဒီကျွန်းရှိနေပါသည်တို့ဖြစ်ရာဖောက်လန်ကျွန်းနှင့်ပတ်သက်၍အာဂျင်တီးနားနှင့်အင်္ဂလန်ကြားမှာ အပူငွေ့နွေးနေကလေးရှိပါသည်တို့ဖြင့်1982ခုနှစ်တွင်ကဗြိတိရှဝန်ကြီးချုပ်မာဂရက်သချာလက်ထက်၌ဖောက်လန်ကျွန်းကိစ္စထားကြွလာခဲ့ရာအင်အားသုံးပြီးနှိမ်နင်းသည့်အထိကဘာကျော်ခဲ့ပါသည်ဤသို့သောအနေအထားများနှင့်မလက်မကန်1986ကမ္ဘာဖလား၌အာဂျင်တီးနားနှင့်အင်္ဂလန်တို့တွေ့ကြလေသောအခါတကယ့်ကိုပွဲကြီးပွဲကောင်းဖြစ်သွားပါသည်ထိုပွဲတွင် ပထမတကောစီတရင်ဖြင့်ပွဲသိမ်းမလို့ဖြစ်နေခဲ့ပါသည်သို့သောပွဲပြီးကနေ့၌ တယောက်ကကန်တင်လိုက်သည့်ဘောလုံးအင်္ဂလန်ကိုရှိ၌မြောက်နေခြင်းအာဂျင်တီးနားတိုက်စင်မှု မာရာဒိုနာကခေါင်းတိုက်တယောက်ဖြင့်ခုံးတက်လိုက်ကလက်ဖြင့်ပုတ်ပြီးအင်္ဂလန်ကိုထဲတွန်းလိုက်ရာနှစ်တစ်ဖြင့်အာဂျင်တီးနားပူဆွဲသွားပါသည် မာရာဒိုနာလက်ဖြင့်ပုတ်သွင်းသည်ကိုလူတော်တော်များများကမြင်လိုက်တော့လေကွင်းလေတိုင်းလူကြီးမမြင်လိုက်တို့ဖြင့်အာဂျင်တီးနားပူဆွဲခဲ့ရခြင်းဖြစ်ပါသည်ဒီတွင် မာရာဒိုနာကသူ့လက်ကိုသူနှမ်းကဟန်တော့ကော့လှုပ်လိုက်ခြင်းဖြစ်ပါသည် ဆရာမောင်စုစန်းရေးခဲ့တဲ့ဖြင့်ဘောလုံးပွဲများ၌ဝါဖီဗာကောစစ်အပူရှင်လေးရှိတဲ့ရာအာဂျင်တီးနားတို့နိုင်ကြပြောကြပုံကိုကျွန်တော်လည်းတင်နှုတ်မိခဲ့ပါသည်သို့တော့တန်တန်ရှင်းရှင်းနိုင်တာမျိုးမဟုတ်ပဲဘယ်နည်းနဲ့နိုင်နိုင်အနိုင်ရစတဲ့လှုပ်လိုက်ပုံကလေးကိုတော့စိတ်ပဝင်မကြနိုင်ပဲရှိခဲ့ရပါသည်တို့ဖြင့်နောက်ထပ်အနည်း20ကြာသွားပါသည်2006ခုနှစ်၌ဂျာမနီတွင်ကမ္ဘာပလာပွဲကျင်းပပြန်ရာမာရာဒိုနာဂျာမနီသို့ လိုက်ပါလာပါသည် သူကဂျာမနီတွင်ဟာနော့ကော့အနှစ်20ပြည့်အောင်ပွဲကို သူအတိုင်းဝိုင်းနဲ့ကျင်းပပါသည်ဒီသတင်းကိုကကျွန်တော်ဖတ်ရှု၍မပျော်ရွှင်လားဘလုံနီးနဲ့နိုင်ရနိုင်ရနိုင်အောင်လှုပ်ထသည့်ရလက်ကြီးဟာအမတ်တရအောင်ပွဲကျင်းပနေခြင်းကိုစိတ်ထဲမှာစိမ့်စိမ့်ဆူဆူမရှိလပါ အခု2010တောင်အာဖရိကကမ္ဘာဖလားကွန်းဖေးမှာအာဂျင်တီးနားအသင်းကြီးပြအဖြစ် မာရာဒိုနာကြီးကို တွေ့မြင်နေရပါသည်1960ပြည့်နှစ်မှာမွေးသူဆိုတော့ အသက်50ပြည့်ပြည့်ခဲ့ပြီပေါ့1986သူအသက်26နှစ်အရွယ်ကဟန်တော့ကော့ဖျားပြီးသောလက်နှင့်ပုတ်သွင်းနိုင်ယူခဲ့တာကိုသူဂုဏ်ယူနေတုံးလားမသိအာဂျင်တီးနားအနိုင်ရခဲ့ဘူးတာကိုကျွန်တော်ပြောပါသည်သို့တော့ဒိုင်းမမြအောင်လက်နှင့်ပုတ်သွင်းနိုင်ခဲ့သောကြောင့်နိုင်ရသည့်ကိုကစိတ်ထဲမှာပူထစ်နေမိပါသည်တန်တန်ရှင်းရှင်းနဲ့နိုင်ခဲ့တာမျိုးဖြစ်လျင်ဘလောက်များပို့လို့ပြောချွန်းစရာကောင်းလိုက်လိမ့်မလဲပို့လို့ရတာရှိလိုက်လိမ့်မလဲအမတ်တရားဝဲတွေကိုလည်း ဘလောက်များလုံလို့ပိုကောင်းလိမ့်မလဲခုတော့ဟန်တော့ကောတဲ့ဖျားသခင်ကတော့ဒီလက်မျိုးကိုပေးခဲ့ပုံမရပါလီအလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ